နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။နိုဝင်ဘာလ18ရက်တနင်္လာနေ့ ုတ်တန်ကျမ်းအခန်းကြီး32အခန်းငယ်27မှ28အထိတရားသောသူ၌အမင်္ဂလာမရောက်ရာ မတရားသောသူမူကားအမင်္ဂလာနှင့်ပြေဝရလိမ့်မည်မူသာသုံးသောနှုတ်ခမ်းသည်ထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူပွဲ ဖြစ်၏သစ္စာတရားကိုစောင့်ရှောက်တော်သူတို့မူကားနှစ်သက်တော်မူပွဲ ဖြစ်ကြ၏ပညာသတိရှိသောသူသည်မိမိသိသော အရာကိုပင် ထိန်ဝှက်တတ်၏ မိုက်သောသူမူကားမိမိစိတ်အလိုအလျောက်မိုက်သောသဘောကိုထင်ရှားပြတတ်၏လုံလဝိရိယပြုသောသူသည်အစိုးရတတ်၏ပြင်းရည်သောသူမူကားအခွန်ပေးရ၏ဝန်းနေခြင်းအကြောင်းသည်ညှိုးငယ်စေတတ်၏ကောင်းသောစကားမူကားရှင်လန်းစေတတ်၏ဖြောင့်မတ်သောသူသည်အိမ်နီးခြင်းကိုလမ်းပြတတ်၏မတရားသောသူလိုက်သောလမ်းမူကားသူကိုပင်လှည့်စားတတ်၏ ပြင်းဤသောသူသည်မုံဆိုးလုတော်လဲဖမ်းရသောအကောင်ကိုကျင်၍မစားရလုံလဝိရိယပြုသောသူဤဥ္စာမူကားအဖိုးထိုက်ပေ၏ဖြောင့်မတ်ခြင်းတရားလမ်း၌သေဘေးမရှိအသက်ချမ်းသာလမ်းဖြစ်၏ဝန်းနေခြင်းအကြောင်းဒီညုံးငယ်စေတည်း၏ ကောင်းသောစကားမူကားရှင်လန်းစေတည်း၏တုတ်တန်ကျန်းခန်းကြီး၁၀နှင့်အငယ်25ခရစ်တော်၌အခြေခံသောဆက်သွယ်ချိန်ဆမှုရှင်းမနစ်သည်လူတယောက်၏ဘဝကို ပြောင်းလဲစေနိုင်ပါသလားအတိတ်ပဲရှိသောဆက်ဆံရေးများနေပါလာသောယနေ့ခေတ်တွင်စာရေးဆရာမဂျက်စီဒန်းကရှင်းမနစ်တာ ဖုန်းခေါ်ဆိုမှုတစ်ခု၏အစွမ်းကိုဖော်ပြထားသည် ထိုတူတောင်းသော ဖုန်းခေါ်ဆိုမှုသည်မိသားစုတငယ်ချင်းများနှင့်ချိတ်ဆက်ရန်ကူညီပေးနိုင်ကြောင်းသူမယုံကြည်သည်တပတ်တာအတွင်းအချိန်အနည်းငယ်ဖုန်းခေါ်ဆိုခြင်းသည် စိတ်ဓာတ်ကျခြင်းအထီးကျန်ခြင်းနှင့်စိုးရင်ပူပန်မှုများကိုလျှော့ချပေးကြောင်းလိလာမှုများကဖော်ပြထားသည် ထို့ပြင်အသေးအဖွဲဆက်ဆံရေးချိန်ညှိမှုများသည် ကျွန်ုပ်တို့နှင့်အခြားသူများ၏ဒုက္ခချမ်းသာနှင့် ကျမ်းမာရေးကိုထူးထူးခြားခြားအကျိုးသက်ရောက်မှုရှိစေနိုင်ကြောင်းအတည်ပြုသည့်အခြားကျွမ်းကျင်သူများ၏သူတေသနာကိုဒန်ကကိုးကားဖော်ပြထားသည်ထိုလိလချက်သည်ဝန်နေခြင်းအကြောင်းသည်ညှိုးငယ်စေတတ်၏ကောင်းသောစကားမူကားရှင်လန်းစေတတ်၏ဟုသည့်တုတ်တန်ကျမ်းခန်းကြီး၁၂အငယ်25၏ဖော်ပြချက်နှင့်ထပ်တူကြသည်ဤကျမ်းပိုက်တွင် ဆိုရင်ပူပန်မှုသည် လူတူဤချမ်းမာရေးကိုချင်းချောက်မှုအပေါ်သူဤစိတ်ပိုင်းဆိုင်ရာတုတ်ပြံမှုဖြစ်သည်ဟုရည်ညွန်သည်ဆိုရင်ပူပန်ခြင်းသည်အနာဂတ်အတွက်ကြောက်ရွံ့ခြင်းနှင့်မတိကျမေယာမှု၌အရင်ခံပြီးဖြစ်ပေါ်လာနိုင်သည်သခင်ယေရှုကိုယုံကြည်သူများအနေဖြင့်စိတ်ချမှုနှင့်အားပေးစကားများအပြင်အခြားသူများဤဆိုရင်ပူပန်မှုကိုရှင်လန်းစေမှုအဖြစ်သို့ပြောင်းလဲစေပြီးအသက်ရှင်ရလန်းသို့ပို့ဆောင်ရန် ကူညီမစားပေးနိုင်သည်ထိုစကလုံးများသည်အခြားသူများ၎င်းတို့၏မိတ်ဆွေများကို တေချာစွာရွေးချယ်ရန်အထောက်အကူပြုသည့်လမ်းညွှန်မှုဖြစ်နိုင်ပါသည်တမချန်းစာကိုအခြေပြုသည့်အာပေမစားသောစကားများဖြင့်10မိနစ်ကြာ ဖုန်းခေါ်ဆိုမှုကိုမိသူလိုအပ်သည်ဟုဖျားသခင်ထံမေးလျှောက်ကြပါစို့ဒို့တောင်းတော်လဲဤရွှေရှင်သောချိတ်ဆက်မှုလေသည် တစုံတူဤဝင်ကို ပော့ပါစီရန်သူတို့ဤနေ့ရက်ကို တောက်ပစီပြီးမျောလင့်ချက်နှင့်ကုစားခြင်းကိုပြီးရန်ကိုတော်အသုံးပြုသည့်အလင်းတစဖြစ်နိုင်ပါသည်ယနေ့တွင် တမချန်းစာအခြေပြုမျော်လင့်ခြင်းစကားများကို အခြားသူများအားမိတို့ဝေမျှနိုင်သည်နီထိုဆိုရင်ပူပန်နေသူများအားခရစ်တော်၏မျော်လင့်ခြင်းကိုဝေမျှရန်အဘိကြောင့်အရေးကြီးသည်နီချစ်တော်သခင်ယေရှု စိတ်ပူပန်ပြီးအထီးကျန်နေသူများအတွက်အကျဉ်းနာစကားနှင့်မျော်လင့်ချက်ကို ပြောနိုင်ရန်ကူညီမဆတော်မူပါသခင်ယေရှုနာမ၌ဆုတောင်းပါ၏ နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။